ီးရင်ပြည်နယ်ဒေသတည်ငြိမ်အေဂျင်စီအတွက်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုကာကွယ်ပံ့ပိုးသွားမယ်လို့ကရင်နေကြားဆောင်တက် BGF ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA နဲ့ကရင်မျိုးသားလူမျိုးရေးတက်မတော်ငြိမ်းချမ်းရေးကောင်စီ KNLPC တို့ကစက်တင်ဘာလ28ရက်နေ့မှာပူရဲထုတ်ပြန်ခဲ့ပါတယ်။ဒေသတည်ငြိမ်အေဂျင်စီအကြောင်းပြထားတဲ့ကရင်နေကြားဆောင်တက် BGF ဟာစစ်ကောင်မရှင်လက်အောက်ခံနေကြားဆောင်တက်ဖြစ်ပြီးကျန် DKBA နဲ့ KNLPC တို့ဟာ တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားပြီးစစ်ကောင်မရှင်နဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့ကရင်လက်နက်ကိုင်ဖွဲ့တွေဖြစ်ပါတယ်။အဆိုပါသုံးဖွဲ့စလုံးဟာ BGF အမှတ်နှစ်တက်တဲ့ဌာနချုပ်မှာတွေ့ဆုံဆွေးနွေးမှုအပြီးအခုလိုသဘောထားထုတ်ပြန်လာတာဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်တို့ဒေတာတည်ငြိမ်အေဂျင်စီကိုတက်နိုင်တဲ့ဘက်ကဝိုင်းထိမ့်မယ်ဆိုတဲ့အခြေခံပဲရှိပါတယ်။ဒေတာကန်လူလူရဲ့ရွေးချယ်မှုနဲ့ဆိုင်တဲ့အတွက်လူလူလက်လက်မဲပေးရွေးချယ်ခွင့်ရအောင် ကျွန်တော်တို့သုံးဖွဲ့အနေနဲ့ငင်းချမ်းရေးကိုရှေ့ရှုပြီးတော့ဝိုင်းဝန်းဆောင်ရွက်တာပါလို့ KNLPC ကဘုံမှုစောမှုအဝါက ARD Times ကိုပြောပါရယ်အဆိုပါပူရဲထုတ်ပြန်ချက်မှာပါတီစုံဒီမိုကရေစီစနစ်နဲ့ပြည်သူတွေရဲ့တည်ငြိမ်အေးချမ်းတဲ့ဘဝကိုဖော်ဆောင်နိုင်ဖို့ရွေးကောက်ပွဲမှာပါဝင်ဆန္ဒမဲပြုတာကြောင့်ထိခိုက်နစ်နာစေမှုမရှိစေဖို့အဖွဲ့အစုံပူးပေါင်းကာကွယ်သွားမယ်လို့ဖော်ပြထားပါရယ် ဒါအပြင်ကရင်ပြည်နယ်ရဲ့လက်ရှိစစ်ရေးနိုင်ငံရေးအခြေအနေရရပ်ပေါ်လေ့လာသုံးသပ်ကြပြီးတော့2025ခုနှစ်ဒီဇင်ဘာနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခပေါင်းစုံကိုဖြည့်ရှင်းနိုင်မဲ့ဒီမိုကရေစီနီးလန်းကြတဲ့ပြည်သူရွေးကောက်ခံဆိုရတီးရပေါ်ထွန်းစေမယ်လို့အဲ့ဒီကရင်လက်နက်ကိုင်သုံးဖွဲ့ကဆိုပါတယ်။ဒါပေမဲ့၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်မရှင်ရဲ့အကြမ်းဖက်လို့ရက်တွေနဲ့ အာဏာသိမ်းမှုကိုတော့ဝေဖန်ဖော်ပြထားတာမရှိပါဘူးစစ်ကောင်မရှင်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ကရင်မျိုးသားစီယုံ KNU ကိုလက်တလုံးမှဒေသအခြေအနေနဲ့ပတ်သက်ပြီးပြစ်ဆုံဆွေးနွေးဖို့မရှိသေးသလို၎င်းတို့သုံးဘွဲ့ဟာကရင်ပြည်နယ်နဲ့ပြည်သူရဲ့အနာဂတ်အတွက်လေးနက်စွာဆွေးနွေးနိုင်ခဲ့တယ်လို့ KNL PC ကဗိုလ်မှူးစောမှုအေဝါကဆိုပါတယ်အလားတူမကြသေးမီကလည်းစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ BGF DKB တို့ကထောက်ခံကူညီသွားမယ်လို့တရားဝင် ထုတ်ပြန်ထားသလို KNLPC ကတော့အဖွဲ့ရင်းတီးခြားဆွေးနွေးခြင်းမရှိသေးပေမဲ့ဤသူဆန္ဒဒေသအခြေအနေနဲ့အညီဆောင်ရွက်သွားမှာလို့ ARI Time သတင်းဌာနကိုဖြေဆိုပြီးနောက်အခုလိုထုတ်ပြန်လာတာပါလက်ရှိမှာစစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း1အတွက်သက်မှတ်ကြေညာထားတဲ့ဒေသတွေထဲကရင်ပြည်နယ်ရှိဖမ်းမြောက်ရီနဲ့တန်တော်ကြီးမြို့နယ်တွေပါဝင်နေပြီး KNU ကိုလည်းမတရားအသင်းနဲ့အကြမ်းဖက်ဖွဲ့ဖြင့်ကြီးညာကရွေးကောက်ပွဲနှောက်ယှက်မှုတွေနဲ့အမှုဖွဲ့မှုထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။